ဗမော့ဆရာတို့မင်္ဂလာပါကုလူတို့အခုကျွန်တော်ကဆိုင်းဆရာဦးကျော်ဦးရေးသားပြုစုတဲ့ဗမော့ဆရာတို့ရဲ့ဟာတရတကဗျာများနဲ့ဥပမာပုံပြင်များဆိုတဲ့စာအုပ်ကိုအပိုင်း၁၈အနေနဲ့ဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါအောင်။ထုံငွင်ပြောင်းမှန့်အရက်လွဲသလိုပုံပြင် မမောဆရာတော်သည်ယခင်ရဲ့အနေငယ်ကဆွန်ကြွေးတစ်ခုတွင်တီလာပေးရေဆက်ချပြီးနောက်အလှရှင်များကတရားဟောလိမ့်မည်ဟုမျှော်လင့်နေရဆရာတော်ကတရားမဟောတော့ဘဲအရင်ဟောနေကြတရားတွေကမှတ်မိတဲ့သူတွေကမမှတ်မိသူတွေကိုတဆင့်ဟောလိုက်တော့ဟုပြောပြောဆိုဆိုထ၍ကျောင်းသူပြန်ကြွခဲ့လေသည်တခုတပန်းမြို့တွင်တကားတူအိမ်မှဆွန်ကြွေးဝဲတစ်ခုနှင့်စုံရပြန်ပြီထိုအခါဆွန်တကားနှင့်တကွာမိတ်ဆွေတင်ခါများက ။ယခင်အဆုံးကျွေးတစ်ခုတွင်ဆရာတော်ကတရားမဟောဘဲကျောင်းသူပြန်ကြွခဲ့ဘူးသည်။ယခုလေတရားမဟောဘဲပြန်ကြွအောင်မယ်ဟုမိတ်ဆွေများကလက်တူထားကြလေသည်။သုံးကပ်ပြီးတွင်သုံးတကာကရှောက်ထားသည်မှာဆရာတော်ဖုရားယခင်ဆုံးကျွေးတစ်ခုမှာဆရာတော်တရားမဟောဘဲကြောင်းပြန်ကြွသွားသည်။ဟောင်းနေကြတရားထဲမှာအမှတ်မိသူတွေကမမှတ်မိသူတွေကိုတဆင့်ဟောလိုက်ကြဟုလေမှားသွားကြောင်းကြားသိရပါသည်ဖုရား။ ။ယခုတပည့်တော်ဤဆွန်ကျွေးမှာတော့ဆရာတော်ကိုယ်တိုင်တရားချီးမြှင့်ပါမည်အကြောင်းလျှောက်ထားအပ်ပါသည်ဖျာဟုဆွန်တကာကလျှောက်ထားလိုက်တော်သည်။ထိုကဆရာတော်ကအေးမင်းတို့ထိုးခွင်းနဲ့ဘက်ကိုကြီးအရှိတ်ထင်းနေကြပြီထင်နေဟုမိတ်ဆူလိုက်လေသည်။ဆွန်တကာကမှန်မှထုံးခွင်းနဲ့ဘက်အရှိတ်ဆိုတာအတိတ်ပဲနားမလဲပါဘူးဖျာ။ရှင်းပြတော်မူပါအောင်ဖျာဟု လျှောက်ထားသည်ဗမော်ဆရာတော်က အောက်ပါတိုင်း ရှင်းပြတော်မူသည်ခါကရွာတရွာမှာအရှိအနောက်တောင်မြောက်၄ပါးတော်မသိတော့လူတယောက်ရှိသည်ထိုတောင်မြောက်၄ပါးမသိသည့်သူမှာမိဘဤဒနာရှင်အနေချင်းရှိသည်ဖြစ်၍အရွယ်ရောက်ချိန်မှာအိမ်အောင်ရသားကြခဲ့လေသည်ထိုသူမှာ မိဘအရှိန်နဲ့ဆက်၍အိမ်တဆောင်မိတပြောင်ခွဲက တောင်ရအလုတ်ကိုလုတ်ကင်ပြီးနှုတ်စားနွားမများလည်းမွေးထားသည်နွားနုများညှစ်ယူပြီးအိမ်ကမိမကရောင်းသည်အချို့ကခဲ၍ရောင်းသည်လင်းအောင်ကြားဖြစ်သူကတောသို့သွား၍ထွန်ချင်းမြို့ကျဲချင်းများကိုပြုတ်လုံနေသည်နေကင်းဘက်တွင်နှုတ်စားနွားမများနှင့်တကွခိုင်းနွားများကိုထိန်းချောင်းရသည်ထိုသူလုတ်ကင်သည့်လုတ်ခင်းကင်တာ လေယာချောင်းမြောင်းမြမှာရွာဤအနောက်ဘက်တွင်သာအရှိများလေသည်ထို့သူမှာတောင်မြောက်၄ပါးပင်မမှတ်မိသောကြောင့်ယာနာနီလေနာနီလှုပ်ပခြင်းနီးသူများနှင့်သာ သွားလာရသည်တခါတည်းံတူသားနောင်မယ်များကို ခေါ်၍သွားရသည်တနေ့တည်းရမဟုတ်ပဲနေ့ရက်တွင်များလာသည့်အခါအတူသွားလာနေရသည့်သူများမှစိတ်ညစ်လာကြတော့သည်မရလို့သူက အခြားသူတွေစိတ်မပါတော့ဘဲအာနာရွေသာအဖော်လိုက်နေရကြောင်းကိုသိသဖြင့်တော့အနောက်ဘက်ရာတော်ကြီးသွားသွားကြောင်းနေတာမြက်လဲရှိမှမဟုတ်တော့ဘူး။နတ်ပြန်ကအရှိတ်သွားကြောင်းရမယ်။ဦးကြီးအေးတို့ရာတော်ဘေးမှာမြက်လဲပေါ်တယ်စကြက်လဲကျဲတယ်ဟုမရဖြစ်သူကပြောလေသည်။လင်ဖြစ်သူကအရှိဘတ်ဆိုတာငါမသိဘူးဟုပြောသည်။ထို့ကမရဖြစ်သူကတော့ မှတ်သာထားနှစ်ဖန်ကကြရင်နွားတင်းကုတ်တိုင်မှာထုံးကွင်းထားမယ်အဲ့ဒီထုံးကွင်းထားတဲ့ဘက်ကိုကြည့်ပြီးနွားကြောင်းရမယ်ဟုပြောလိုက်သည်နောက်နေတွင်လင်းဖြစ်သူမှာထုံးကွင်းကိုကြည့်၍နွားတွေလှုပ်ပြီးကြောင်းသည်ရွာပြင်အရောက်တွင် တွေ့သောအဖေါ်ကိုမေးမြန်း၍ကြောင်းရမည်နေရာအရောက်သွားကြောင်းလာသည်ဒီလိုကြီးနေ့စဉ်နေ့တိုင်းထုံးကွင်းမှနွားလှုပ်အဖေါ်ရှာနွားကြောင်းနှင့်ရက်တွေများခဲ့ရသည် ။စကြက်တစ်ခုလေးတွင်ထက်တလဲလဲနွားချောင်းနေရ၍မရဖြစ်သူကမြက်ကုံလောက်မှန်းအိမ်ကနေ၍တည်သည်။မရဖြစ်သူသည်သူ့လင်ယောက်ျားကိုအရှိရဲ့ဆိုးဒီကိုမှတ်မိမမှတ်မိတိလို့ဒီရတကြောင်းမမှတ်မိပဲထုံးကွင်းရှိရာကိုကြည့်၍နွားလွှတ်ရင်လေရည်ရင်၍တကြောင်းမရဖြစ်သူကထုံးကွင်းကိုအနောက်ဘက်တင်းကုန်းတိုင်သို့ပြောင်း၍မှတ်သားထားလိုက်သည်လင်းဖြစ်သူမှာထုံးကွင်းကိုကြည့်၍နွားတွေလွတ်တော်သည် မယားကတော်ဒီနေ့ဘယ်ဘက်သွားပြီးနွားเจ้าမလဲဟုမေးတော့ကငါအရှိဘက်သွားเจ้าမှာပေါ့ဟုဖြည့်သည်ထို့ကမယားကတော်တော်တော်အရဲလူပဲအရှိအနောက်တောင်မြောက်တောင်အခုထိမမှတ်မိသေးဘူးဒေါ်နဲ့တော့ခတ်ပါတယ်ဒီလောက်တောင်အနေရသလားတော်ရင်လေအိမ်ကနေပြီးခလေးမွေးနေပါလားဟုရည်သွန်းသွေး၍ခန့်ငေါက်ငေါက်ကလေးပြောလိုက်ရာ လင်ဖြစ်သူမငါလဲနင့်ထုံးမှတ်တိုင်းတော့သွားကြည့်နေတာပဲအရှိအောင်မှတ်เสียလိုသေးသလားဟုပြန်ပြောသည်ထိုကမရကတော်တလောက်ကလေးတော့မမှတ်မိတော့ဘူးလားထုံးကွင်းဟူသာအားကိုးနေလို့တော်ခတ်တာဗောအံ့ပါရဲ့တော်ကျုပ်ဖြစ်သေတော်သေလိုက်ချင်ပြီဟုပြောလိုက်တော့အခါလင်ကတခါအေးဗောဟာ ထုံးဝင်းကိုကြီးမှတ်နေလို့အရှိအယက်ဆိုတာမှတ်မိတာပေါ့ဟာဟုပြန်ပြောလေသည်ဤတွင်ဗမောဆရာတော်ကအခုလေတကားတို့ဟာကထုံးဝင်းလေးတွေပဲကြီးမှတ်နေလို့ဘယ်ဖြစ်မလဲညံလေးများလဲကူပြီးမှတ်ကြသားကြမှာပေါ့တရားဓမ္မဟောပြရမှာလေထုံးဝင်းမှတ်သည့်ပတ်ကြီးလောက်ယူမရဘူးထုံးဝင်းမှတ်ပြောင်း၍အရက်လွဲတယ်လို့ဟောတဲ့ခိုက်ကြားသိရပြီးနေရာဌာနပြောင်းလိုက်တာနဲ့ မိကြတော့တာပဲနော်ဟု ပြောဆိုဆုံးမတော်သည်ငချင်းတယ်မိအေးလို့ဖြစ်မှာစိုးလို့ဗမော်ဆရာတို့ဤကြောင်းနိုင်မှာဥပုပ်နေများတွင်ဥပုပ်သတင်းဆောက်သုံးသူ ီလဆောက်တည်သူများမှာအများပြားရှိနေသည့်ကြီးဖြစ်သည်ဥပုပ်နေတဲ့နေ့တွင်အခါတိုင်းဥပုပ်နေများကဲ့သို့ပင်ဥပုပ်တွေများမှာဆရာတော်ထမတီလခံယူကြသည်တီလခံယူပြီးနောက်ဆရာတော်ကဒါနကထာတီလကထာများကိုအကျဉ်းများလောက်ဟောသည်ဆရာတော်သည် တရားဟောရာရေးဆက်ချရာများတွင်ဒူဒူနှင့်လူရင်းရောက်အောင်ဟောပြလေရှိသည်ဆရာတော်က ဒါနတော်ဘောဂဝါသီလာတော်မမှုတာ ဟောတိသူခိတာဒါနကြောင့်စီးစိမ်ဥစ္စာတိုးတက်ကြွယ်ဝပုံသီလာကြောင့်ဝွင့်မြောက်ဝန်တာနဲ့ချမ်းသာဒုက္ခရရှိပုံတို့ကိုအကျဉ်းချုပ်၍ဟောပြသည်စိတ်တန်ဓမေထမေဒာဝီ စိတ်တန်ဒနံဒုက္ခဝဟံစိတ်ကိုယဉ်ကျေးအောင်ဆုံးမရမယ်စိတ်ယဉ်ကျေးအောင်ဆုံးမထမ်းမချမ်းသာကိုရွတ်ဆောင်နိုင်ကြောင်းတို့ကိုအကျဉ်းမြတ်တောပြပြီးနောက် အဘိဓမ္မာကိုအကျဉ်းယုံဆုံးသက်လိုက်သည်ဆရာတော်ကကဲအာယုံပြုကြအာယုံပြုကြကိုပြောပြီးမောင်းထောင်ကြိုက်ပေါ်မှ ရေကွက်နှီးဖလားအနီကိုလှမ်းဆွဲလိုက်သည်ရင်းလေရင်းနှီးပြီးရေဆက်ကွက်လည်းကင်ထားသည့်တကားတော်တယောက်ကဆရာတော်ရေတောက်နေစဉ်ဆရာတော်ဒီနေ့ရေဆက်တော်ရှည်ရှည်ချပါဖရာဟုရှောက်ထားလိုက်သည်ရေသုံးဆောင်ပြီးသောဆရာတော်က အေးငါကမင်းတို့သီလယူတဲ့လူတွေထဲမှာငချင်းတဲ့မိအေးများပါနေမလားလို့အတူချုံပြီးတော့ဟောရပြောရတာဘုံကြီးဘက်ကလည်းဒီနေ့တော့အချိန်ရပါတယ်ရှေးရှေးကြိုက်ရင်ရှေးရှေးဟောမပေါ်ဟုမိတ်လိုက်လေသည်မမငချင်းတဲ့မိအေးပါနေမလားလို့ဆိုတာတပည့်တော်များနားမရှင်း၍ရှင်းလင်းမိတ်ကြပါအောင်ဖရားဟုထိုတကာကပင်ဆက်၍လျှောက်ထားသောကြောင့်ဇာတော်ကအောက်ပါပုံပြင်ကိုဆက်လက်မိတ်ကြတော်မူသည် ရှေးရရွာတွေမှာငချင်းလှုပ်ရရောင်းစားသူငချင်းတွေမိအေးရလို့ရှိတယ်။ငချင်းတောင်းခေါင်းမော်တင်ပြီးနေ့စဉ်မင်းရွာစဉ်လျှောက်ရောင်းရတယ်။အရောက်မသွားခင်အိမ်တွင်ကြံရင်းမြစ်လေနှင့်သားသမီးများစားရန်ထမင်းဟင်းကိုလည်းချက်ခဲ့ရသေးသည်။မိအေးရတော့ရောက်လျာရွာမှာကြုံတယ်လို့အတိအကျွမ်းများအိမ်တွင်စားတော့ရသည်။ညနေစာကိုမိအေးပြန်ရောက်မှချက်ရသည်။မိအေးကငချင်းရောင်းသွားရပြီမဲ့ နိုးဆူရွယ်ကလေးငယ်ရှိနေ၍စိတ်ကတော့မဖြောင့်ပင်မိအေအချိန်နဲ့မရောက်သောအခါတွင်ကလေးငယ်မှာနှုတ်အင်မတန်ဆာလောင်နေ၍အမြင့်ရှိငိုနေတတ်လေသည်ကလင်းငိုခြင်းရှိငိုနေစဉ်လင်ဖြစ်သူအလောက်ခွေမှပြန်လာ၍ကြုံနေလျင်မိအေအဆူချင်းခံရတတ်သည်ဒီကောင်မှကလေးနှုတ်စာတမန်ငိုမှန်းမသိဘူးလားငချင်းကုန်ကုန်မကုန်ကုန်အချိန်တန်ရောက်အောင်ပြန်မလာဘူးဟုဆုတက်ပြီးကလေးဟာ ပွေ့ချီချော့မော်ကယော့နင့်ဒွေးလေးနို့သွားတားရဲ့ဟုခလေးတိန်သမီးကြီးကပေးလေရှိသည်မိအေရွာစဉ်လျှောက်ရငချင်းရောင်းသည် တရွာဝင်တရွာထက်နဲ့လှဲ့လေရောင်းချနေသည်တရွာနဲ့တရွာငားရတွင် မိုင်ဝက်ခန့်ဝေးသည်ရွာတရွာဝင်နေစီတော်တန်နဲ့ပြောတန်ပုံတန်တို့ကိုမိအေးကြားသည် ထိုခါမှမိအေးမှာ မနေ့ကအိမ်မကိုထွန်းတင်မတ်ကျော်တို့အလူဘိဇာရထားသည်ကိုသတိရတော်သည်ထိုခါမှမိအေးရအင်းဒီကောင်မအလူဝင်ကူပြီးထမင်းစားအောင်မှပဲကိုတွေးမိသည်တော့ကြေးလက်တို့ဒီလီမှာตาရေးနာရေးတွေမှာနှစ်ချက်ငါးချက်စသဖြင့်ဆွေမျိုးမိသိငါမညာကကုညီထောက်ပံ့ကြလေရှိကြလေသည်အချင်းတဲ့မိအေးမှာအလူမမိကျော်နဲ့လေခင်မင်းရင်းနှီးသူဖြစ်သည် ငချင်းနှောင်းကိုအခြားရင်းနှီးသည့်အိမ်မှထားခဲ့ပြီးအလှမှမိကျော်တို့မန်းတပ်သို့သွားသည်မိအေးဝစားမြတ်မှာအိမ်နေသည့်ထက်အနည်းငယ်တန့်ရှင်းစင်ကြယ်တော်လဲကကတသက်ချွေတာပြီးဝယ်ထားရသည်အလှတန်းရှိမှသာလျှင်ဝတ်တော်အဝတ်စားမဟုတ်၍အနည်းငယ်တော့ကျုံသည်သို့သောမိအေးကဈေးရောင်းရင်းလည်းဖြစ်ရင်းနှီးသူချင်းလည်းဖြစ်၍အားမငယ်လှပြီမိကျော်တို့မန်းတပ်သို့သွား၍ အလှူမှမိကျော်နဲ့ပထမတွေ့ဆုံညီမိကျော်ကကောင်မအလှူလိုက်တတ်တတ်ပဲမူလားဦးမေးသည်မိအေးကဖယားဖူးရင်ကြွက်တူးရင်ပေါ်အေးဟုဖြေးသည်ဒါဖြင့်ညီငချင်းရောင်းရင်းပဲနဲ့ဒူတယ်အေးညီထမင်းများများစားပြီးတော့တို့အလှူမှာဒီကနေ့မုံရွာတရားဟောဓမ္မကတိကဆရာတော်တပါးကိုအလှူတကာကိုအဟွာကြီးကအထူးပင်ထားတယ်။အဲ့ဒါညီတရားနာပြီးမှပြန်တော့ဟု အလှမမိကျောကအလှတွင်စိတ်များနေရင်ကပြောသည်ငချင်းတယ်မီးရလေမိကျောပြောတာမှန်တယ်ငါဆက်ဈေးရောင်းနေလို့ကတော့မတော်သေးဘူးတရားနာပြီးမှပဲဆက်ရောင်းတော့မယ်ဟုတွေးရင်ဆုံးဖြတ်မိတော်သည်အလှတကမှာတရားဟောဓမ္မကတိကအိုအထူးပင့်ထားသည်ဖြစ်၍တရားစောစောနာရန်တန်ခါစင်ပေါ်ရှိဥမင်းသားချင်းလည်းဖြစ်ရွာကျက်တည်ဆောင်เจ้าတကာတယောက်လည်းဖြစ်သူကိုအလှတကက ဘုံကြီးပင်မှုတရိပ်ပေးသည်သူเจ้าတကာကနေပါဦးကွာစောပါသေးတယ်ဘုံကြီးတွေအခုမှစွန်းစားပြီးစကျိန်းလုံးရှိကြဥမာပါဟုပြောလေသည်မစောတော့ဘူးဗျတန်ခါစဉ်ပြင်ခင်းအောင်ကတော့ပွဲတွေစင်အောင်နဲ့တနိုင်ကြော်သွားမှာပဲဟုပြောသည်เจ้าတကာကအေးပါကွာဟုပင်အဖြေပေးလိုက်ရတော့သည်အကြမ်းမီပင်တန်ဃာတော်တွေကြောက်လာပါပြီ။တရားနာပရိသတ်မှလည်း ဓမ္မဂရိကအကျော်ဖြစ်သဖြင့်မန်းနန်းနှင့်အပြည့်အစုံဖြစ်နေသည်အချင်းသည်မိအေးလေအလူတကာအလူမာတို့နှင့်တိတ်မကွာလှသော လေးငါးယောက်ချားနေရတဲ့နေရာယူထားသည်တရားဟောဓမ္မဂရိကဆရာတော်သည် မဟာမထေရကြီးအမိတ်ကိုနာခံပြီး တရားဟောပလင်ပေါ်သို့ကြွလာပေးပြီတရားနာပရိသတ်များမှဥတ္တခာကုန်းချ၍ကြောကြပြန်သည်တရားဟောဓမ္မဂရိကကသီလပေးခြင်းတန်ဃာတော်များပရိယယုတ်ဖတ်ခြင်း အလူတန်းကတ်လူချင်းတို့ပြီးဆုံးပြီးသည့်နောက်ဓမ္မဂရိကဆရာတော်ကဖျားပင့်၍တရားကိုစဟောလေသည်ဘုရားနာပရိသတ်များမှာအတော်ငြိမ်သက်၍နေသည်ဓမ္မဂရိကမှာအတန်ကောင်းရုပ်ချော၍ပရိသတ်များမှာတရားစင်နောက်သို့မျောပါနေကြသည်တရားဟောပုဂ္ဂိုလ်မှာယာဟုလာအမွေတောင်းငန်းကိုဘိုင်ဘိုင်နိုင်နိုင်ဟောနေသည်မြတ်စွာဘုရားကပိလဝုရွှေနန်းတော်သို့ပြန်အကြွတွင် ရသောမောင်နန်းရွှေစင်ကမြတ်စွာဘုရားကျေးဇူးတည်တက်လျင်သူဤအဆောင်ခန်းနဲ့ကြွလာလိမ့်မည်ဟုမူနှဲ့ပုံ။ရာရှင်ရသောရိယာအခန်းတွင်ရောက်ရှိသည်နှင့်တပြိုင်နက်တလွန်ညောင်သောမှတအားပြစ်စင်းပြီးဘုရားရှင်ဤခြေပမိုးအပေါ်မှသဘင်များဖားရဖြန့်ချပြီးရသောရိယာမျက်နှာနှင့်အက်ကမျက်ရည်တွေတွေးတွေးဆင်း၍ငိုပွဲစဉ်ပုံ။ချောင်းနှစ်ကျော်ပြင်းမုန်းသွားတဲ့ဘုရားရှင်ကိုမျက်ရည်နဲ့မျက်ခွက်မပြတ်ခဲ့ပုံတို့ကိုရသောရိယာက ်ငိုကြွေးမြည်တမ်းပြီးရှောက်ထားပုံတို့ကိုပရိသတ်များမှစိတ်အာယုံကနောက်ကနေလိုက်နေကြသည်မချင်းတဲ့မိအေးက တရားနောက်အာယုံရောက်တော့လဲအစင်မြင်မရောက်နိုင်ပေငချင်းကလည်းရောင်းမကုန်သေးအိမ်မှာကြံနေခဲ့တဲ့ကလေးကလည်းနှုတ်ဆို့ဖြစ်သည်ဖြစ်စိတ်ကမအေးပဲတရားကလည်းကောင်းဘုံကြီးကလည်းတရားမဆုံးနိုင်ဟုစိတ်ထဲမှာအောက်မေ့နေမိအေးကတရားဟောနောက်ပိုင်းတွင်ရှေ့ပိုင်းလောက်စိတ်ဝင်စားနိုင်တော့ပဲ ငချင်းသာစိတ်ကရှောက်ယောင်းနေတော်သည်တရားဟောဓမ္မဂရိကကတရားကိုအဆုံးသတ်ပြီးဟူဤဆူတောင်းကြကုန်ဟုအဘိဓမ္မာဥပါတပါးတဲ့တတ်လိုက်သည်နှင့်တရားနာပရိသတ်များမှကတော့ကြသည်မိအေးစိတ်ကတော့တရားတဲ့လုံးလုံးမရှိတော့အိမ်မှာကြံနေတဲ့ကလေးနဲ့ငချင်းကိုသာအာယုံရောက်နေတော်သည်လူတကာအားရေဇက်ကွက်အနီးမှာထားပြီးဓမ္မဂရိကဆရာတော်ရေဇက်ချရာသူအာယုံဆူးဆိုင်နေသည့် ဓမ္မတိတကဒဂါကြီးရေဇက်ခွက်ကင်တော့ဟုသတိပေးပြီးဆရာတော်ကရေဇက်ချသည်ဓမ္မဂရိကဆရာတော်ဤရေဇက်ချတဲ့သုံးသည်နဲ့တပြိုင်နက်အလှူတကာကအမြအမြအမြယူတော်မူကြပါခမဟု သုံးငိန်ခေါ်ပြီးသည့်အချိန်တွင် တရားနာပရိသတ်အားလုံးကသာဓုသာဓုသာဓုဟု တပြိုင်နက်ခေါ်လိုက်ကြသည်ငချင်းတဲ့မီးကြီးကလည်းသာဓုတွေစိတ်မရောက်ပဲ ရိသတ်များခေါ်ဆိုလိုက်သည့်တာသူတံများကိုလွှမ်းအုပ်လျက်ကျုံငချင်းကလေးလဲဝယ်ကြပါအောင်တော်ယို့ဟုခြေလောင်စွာအိုလိုက်မိတော်သည်ပရိသတ်များကြောင်ရီသွားကြသည်မိအေးကရှက်ပြုံးပြုံးလျက်ဓမ္မဂရိကလည်းတရားဟောကောင်းငချင်းကောင်းကြောင်းလဲအိုလိုက်ရတာပဲဟုပြောတော်သည်ဤတွင်ဗမောဆရာတော်ကအခုလေမင်းတို့ဥပုပ်တွေတွေ ငချင်းတဲ့မိအေးများ ပါနေမလားဟု ပြောဆိုမိကြားလေသည်ဟုတ်ကဲ့ပါစိုင်းစရာဥကြုံဦးရေးသားပြုစုထားတဲ့ဗမောစရာတော်ရဲ့ဟာသရတကဗျာများနဲ့ဥပမာပုံပြများစာအုပ်ကိုအပိုင်း၁၈အနေနဲ့ကျွန်တော်နွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြုံရင်နားဆင်ခဲ့ကြတဲ့ရောင်နီပရိသတ်တယောက်ချင်းစီတိုင်းသိရှိကြံကိုမာတွေ့လို့ အိတ်စီတန်လိုရာပြေကြပါစေကျေးဇူးတင်ပါတယ်